မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အလဲပိုင်းတိုက်စစ်ဌာနချုပ်နန်းတွင်းနယ်ကိုကားတွားရောက်ပို့ဆောင်ပြီးတော့ပြန်လာတဲ့တပ်ချက်ကြီးတအုပ်နဲ့ပြူစောတီတအုပ်တို့ကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေခုခံထွက်ပြေးတဲ့အတွက်ကြောင့်လိုက်လံဖမ်းဆီးရမှာအသေးပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းမှာ ျော်ဝယ်မြို့နယ်အမြန်လမ်းမိုင်တိုင်262ကနေမကွေးဘက်ကိုဆင်းလာတဲ့မကွေးမြို့အခြေစိုက်ထောက်ပို့တပ်121တပ်ကတက်ကြကြီးဝင်းစော်ဦးနဲ့စစ်မှုရန်ဟောင်းပြူစောတီမြင့်နိုင်ဝင်းတို့ကိုနမောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များကတတိယကစာရွက်စာတမ်းများနဲ့အတူဖမ်းမိခဲ့တယ်လို့သိရပါတယ်။တက်ကြကြီးဝင်းစော်ဦးကရခိုင်ပြည်နယ်အမ်းမြို့ထောက်ပို့တက်6နှစ်6ကနေပြီးတော့စခန်းကိုဆုတ်ခွာပြီးတော့ထွက်ပြေးလာခဲ့တာ။သူကမကွေးထောက်ပို့တက်1နှစ်1မှာသွားပြီးတော့ပေါင်းနေတာ တလကျော်လောက်ပဲရှိသေးတယ်။သူကမန္တလေးနန်းတွင်းကိုပြူစောတိမြင်းနိုင်ဝင်းနဲ့ကားသွားပို့ပြီးတော့အပြတ်မှာကျွန်တော်တို့ကသတင်းရလို့ဖမ်းမိတာ။သူတို့ကိုဖမ်းတဲ့အချိန်မှာလက်နက်မပါဘူး။အရက်ဝင်းနဲ့ကားသွားပို့တာ။တခြားကားတစ်စီးနဲ့ပြန်လာတဲ့အချိန်မှာဖမ်းမိတာပါလို့နတ်မောက်ပကဖတာဝန်ခံကရှင်းပြထားပါဗျ။အခုလိုမျိုးဖမ်းမိခဲ့ပြီးတဲ့နောက်မှာ ဇန်နဝါရီလ10ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်မှာထမင်းကျွေးနေတဲ့အချိန်ထွက်ပြေးသွားကြတဲ့အတွက်လိုက်လံရှာဖွေဖမ်းဆီးရာအဲ့ဒီနေ့ည7:00နာရီအချိန်မှာနှစ်ယောက်စလုံးကိုအသေးပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။တေဆုံးသူတက်ကြက်ကြီးဝင်းစော်ဦးဟာရခိုင်ပြည်နယ်အမ်းမြုပ်အခြေစိုက်အမှတ်926ထောက်ပို့တပ်ကဖြစ်ပြီးတော့အရခတက်တော်အေအေကအမ်းမြုပ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခကိုတင်ပိုက်တဲ့အချိန်မှာထွက်ပြေးလာကမကွေးမြို့အခြေစိုက် အမှတ်1နဲ့တက်ထောက်ဖို့တက်မှာတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။၎င်းနဲ့အတူဖမ်းဆီးရမိခဲ့တဲ့မြင်းနိုင်ဝင်းဟာလည်းစစ်တပ်ကနေနှုတ်ထွက်ထားသူဖြစ်ပြီးတော့ပြူစောထိအဖြစ်နဲ့လောက်ကင်နေသူဖြစ်ကြောင်းတရင်အရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကမ့်ဘလူမြို့နယ်ယမနီရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစခန်းမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ2ရက်နေ့ညနေ9:00နာရီကမှကမ်ဘလူမြို့နယ်ရွှေဘုံမြေကြီးနားဗျူဟာလမ်းပိုင်းမှာရှိတဲ့ယမနီရွာမှာအခိုင်အမာတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်တပ်ကိုကမ်ဘလူ KI drone တပ်ဖွဲ့ကဘုံဒီများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်တပ်စခန်းအတွင်းမီးလောင်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ရန်သူစစ်စခန်းကတော့မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ရန်သူဘက်ကအကြဆုံးစည်ရင်ကိုတော့ကျွန်တော်တို့တွေအတိမပြုတ်နိုင်သေးပါဘူးဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ကမ်ဘလူခရိုင်တိုက်ရင်လေးကတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်ကမ်ဘလူမြို့နယ်မှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားမှာစည်ရင်တင်မာမှုများမြင့်တက်လာပြီးတော့စစ်တပ်ကစစ်ကြောင်းထုံးမှုများလေကြောင်းတိုက်ခိုက်မှုများကိုအရသာပြည်သူတွေနေထိုင်တဲ့ခြေရွာများကိုဥတီပြီးတော့လုဆောင်နေတယ်လို့တော်လိုင်းရဲ့သတင်းအင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ကြောင်းကုန်းရွာအနီးကိုအကြမ်းဖက်စစ်တပ်ကဆက်တပ်ထားတဲ့လေထီးများနဲ့ဒုတိယအကြိမ်ထပ်မံပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ3ရက်နေ့မန္တအစောပိုင်း9နာရီခန့်မှာတောင်တာမြို့နယ်ကြောင်းကုန်းရွာအနီးကိုအကြမ်းဖက်စစ်တပ်ကဆက်တပ်ထားတဲ့လေထီးများနဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲအကြမ်းဖက်စစ်တပ်ကတောင်တာမြို့နယ်အတွင်းဆက်တပ်လေထီးများနဲ့ဒုတိယအကြိမ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီနေ့မန္တအစောပိုင်း9နာရီကျော်လောက်က လေထီးဆက်တက်ရင်နဲ့တောင်တာမြို့နယ်ចောင်းကုန်းရွာအနီးတက်ရင်တုံးဌာနေအနားကိုဘုံဒီလေးလုံးလာရောက်ပြီးတော့ကျဲချသွားပါတယ်အထိကိမရှိဘဲနဲ့လူလိုက်ပါလေထီးဆက်တက်ရင်နဲ့ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့မြင်းကြံခရအမတ်တုံးတက်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒါအပြင်အကြမ်းမဆက်တက်ဟာတောင်တာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကို Jet Fighter များလက်နက်ကြီးများနဲ့ Short Tide ဒုံးများနဲ့ပါအလစ်ငိုက်တိုက်ခိုက်နေတဲ့အတွက်ပြည်သူများသတိပြုနေထိုင်ကြရန်မြင်းကြံခရအမတ်တုံးတက်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ီဇမလာ25ရက်နေ့ကလည်းတောင်သာမြို့နယ်ဇေယျကြီးရွာစတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထီးများနဲ့ပထမအကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မနက်ဖြန်မှာကြာရောက်မယ်လွတ်လပ်ရေးနေအထိမ်းအမှတ်ဖြစ်နေမန္တလေးမြို့တွင်လမ်းမတွေပေါ်မှာစစ်ကောင်စီအုပ်စုကနိုင်ငံတော်အလံတွေကိုလိုက်လံလွှင့်ထူနေပြီးတော့အဲ့ဒီအလံလွှင့်ထူဖို့အတွက်ကုန်ကြစေအဖြစ် တအင်းကိုငွေကြတသောင်းခွဲလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ထဲကရက်ွက်တွေမှာအလံကြီးဆိုပြီးတော့တအင်းကိုတသောင်းခွဲနှုတ်နဲ့ခွဲတန်းချပြီးတော့စစ်ကောင်စီအုပ်စုကခန့်နာတဲ့ရက်ွက်အုပ်ချုပ်ရင်းမှုအဖွဲ့တွေကလိုက်လံကောက်ခံနေတာလို့ဆိုပါတယ်။အလံဘိုးတအင်းကိုတသောင်းပေးရတယ် ပတ်စံကချက်ချင်းပေးရတာမနေ့ကလာောက်သွားပြီးပြီလို့မြို့ကန်တူကပြောပါရယ်ဒါအပြင်မဟာအောင်မြင်မြို့နယ်အတွင်းကရက်ွက်တွေမှာလွတ်လပ်ရေးနေအထိမ်းအမှတ်ဖြစ်နေအိမ်တိုင်းစိတ်အလံတွေကိုလွှင့်ထူဖို့လဲစစ်ကောင်စီအုပ်စုကလိုက်လံပြောဆိုခိုင်းနေတယ်လို့မြို့ကန်နောက်ထပ်တူကပြောပါရယ် ိမ်တိုင်းအိမ်တိုင်းနိုင်ငံတော်အလံလွှင့်ရမယ်ဆိုပြီးတော့ရက်ကွက်လူကြီးတွေကတနတ်တကားကနဲ့ပတ်ပြီးတော့ပြောနေတယ်အလံမချိတဲ့အိမ်ကိုဖမ်းမယ်စီးမယ်အေးအေးယူမယ်ဆိုလို့တော်တော်များများလဲကြောက်လန့်ပြီးတော့အလံတွေကိုလွှင့်ထားရတယ်လို့မြို့ကန်တို့ကပြောပါတယ်။ဘာကြောင့်အလံလွှင့်ရမယ်ဆိုတာကိုအတိအကျမပြောဘဲကို့အစီအစဉ်နဲ့ကိုအလံတွေကိုဝယ်ယူကမဖြစ်မနေလွှင့်ခိုင်းတာဖြစ်ပြီးစစ်ကောင်စီအုပ်စုကိုကြောက်လန့်နေရတာကြောင့်အိမ်တိုင်းအိမ်တိုင်းမှာအလံတွေလွှင့်ထူထားကြတယ်လို့ဆိုပါတယ်။ ကြောက်ကြတော့လေအလံကိုချက်ရတာပါပဲအရင်နှစ်ကသူတို့ကိုယ်တိုင်အလံကိုယူလာပြီးတော့လာချိတ်သွားတာအခုကတော့ကိုယ်တိုင်ဝယ်ပြီးတော့အိမ်တိုင်းကိုချိတ်ခိုင်းနေတာလို့ပြောဆိုထားပါရယ် ဒီကနေ့မနေ့ပိုင်းမှာမဟာအောင်မြင်မြို့နယ်အတွင်းကအဓိကလမ်းမကြီးတွေဖြစ်တဲ့81 82 83 84 85 86စတဲ့လမ်းတွေမှာစစ်ကောင်စီအုပ်စုကလမ်းတွေကိုလွှင့်ထူထားပြီး84လမ်းပေါ်မှာတော့အလံတွေအပြည့်ချိတ်ထားတယ်လို့မြို့ကန်တွေကပြောပါရယ်မန္တလေးခရိုင်ခွန်နံမြို့နယ်တဲကမဟာအောင်မြင်မြို့နယ်အတွင်းမှာအလံလွှင့်ခိုင်းတာငွေကောက်တာတွေကိုလုံနေပြီးတော့ကျန်တဲ့မြို့နယ်တွေမှာတော့အလံလွှင့်ခိုင်းတာငွေကောက်တာတွေရှိမရှိကိုစုံစမ်းနေစေဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်ကစစ်အာဏာသိမ်းတဲ့ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့များရဲ့ဒေသများနဲ့ပြည်ပနိုင်ငံများကိုရောက်ရှိပြီးတော့တင်းရှောင်နေကြတဲ့ပြည်သူလူထုများ အနေနဲ့မြန်မာနိုင်ငံကိုပြန်လာနိုင်တယ်လို့စစ်ကောင်စီကခေါ်ယူနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇန်နဝါရီလ3ရက်နေ့မှာစစ်ကောင်စီက EAO နဲ့ပြည်ပနိုင်ငံများကိုအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေသူများအလုံးမြန်မာနိုင်ငံကိုပြန်လာနိုင်ကြောင်းခေါ်ယူနေတယ်လို့သိရပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ပိုင်းမှာចောင်းသားចောင်းသူလူငယ်လူရွယ်များနိုင်ငံဝန်ထမ်းများနဲ့နိုင်ငံသားများဟာ EAO များတရှိရာနေရာများနဲ့ပြည်ပနိုင်ငံများကိုစိုးရိမ်စိတ်ကြောင် ထွက်ပြေးတင်းရှောင်နေကြတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ NLD ပါတီဝင်များထောက်ခံသူများ CRPH နဲ့ NUG တို့အပါအဝင်ပြည်တွင်းပြည်ပကလူပုတ်ကိုအဖွဲ့အစည်းများရဲ့တွေးထိုးလုံဆောင်မှု၆လမ်းမှုတို့ကြောင့်စိုးရိမ်စိမ့်နဲ့ထွက်ပြေးတင်းရှောင်နေရခြင်းဖြစ်တယ်လို့စစ်ကောင်စီကဆွတ်ဆွဲပြောဆိုထားပါတယ်။ တိမ်းရှောင်နေသူများဟာလုံခြုံရေးအာမခံချက်မရှိခြင်းလူမှုစီးပွားဘဝအဆင်မပြေခက်ခဲခြင်းစတာတွေကိုရင်ဆိုင်နေရတယ်လို့လဲစစ်ကောင်စီကပြောဆိုထားပြီးတော့မိမိတို့နေရဒေသများကိုပြန်လာနိုင်တယ်လို့ထုတ်ပြန်ထားခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာစစ်တပ်ကအာဏာသိမ်းယူထားတဲ့ကာလအတွင်းမှာတော်လိုင်းရေးအဖွဲ့အစည်းများရဲ့လက်နက်ကိုင်လှုပ်ရှားမှုများဟာငွေကြေးအရာဖြစ်စေအခြားနည်းလမ်းနဲ့ဖြစ်စေနှဆိုင်စွာကာယကံမြောက်ပါဝင်ထားသူများကလွဲပြီးစိုးရိမ်စိမ့်ကြောက်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ဝန်ထမ်းများအသိပညာရှင်အတတ်ပညာရှင်များအခြားနယ်ပယ်အသီးသီးကပုဂ္ဂိုလ်များ နိုင်ငံသားများကိုတညာစွာစဉ်းစားပေးသွားပါမယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။နေရက်ကိုပြန်လိုသူများအနေနဲ့လဲတပ်ဆိုင်ရာပြည်နယ်ခရိုင်မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်များနဲ့ စစ်ကောင်စီရဲ့တန်ယုံများကိုဆက်သွယ်နိုင်တယ်လို့ကြေညာထားပါတယ်။သို့တော်လည်းစစ်ကောင်စီဟာနိုင်ငံအနှံ့မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြည်သူများကိုအတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်ခြင်းနဲ့မတရားဖမ်းဆီးထောင်ချခြင်းတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီကပြည်သူများကိုဖိနှိပ်နေတဲ့ဥပဒေများကိုဆက်လက်ထုတ်ပြန်နေပြီးတော့ပြည်သူများရဲ့အင်တာနက်နဲ့လူမှုကွန်ရက်အသုံးပြုမှုများကိုလည်းကန့်တတ်ရန် VPN software များကိုထိန်းချုပ်မဲ့ cyber ဥပဒေကိုလည်းထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင့်ငယ်မြို့မြို့မှာအောက်စုအတွင်းက73ရက်ကွာအုပ်ချုပ်ရေးမှုဇန်နဝါရီလ1ရက်နေ့ကပြစ်တက်ခံရပြီးတဲ့နောက်အဲ့ဒီနေ့မှာပဲလူငယ်9ဦးထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်40ကျော်အရွယ်အုပ်ချုပ်ရေးမှုဦးစောနေထွန်းကိုအမည်မသိတဲ့လက်နက်ကိုင်လူတစုကသခိုင်းမြင့်ငယ်တွေးလမ်းမပေါ်မှာပြစ်တက်ခဲ့တယ်လို့ဆိုပါတယ်။ပြစ်တက်ခံရပြီးတော့နိုင်ပိုင်းအကြမှာပဲသခိုင်းမြင့်ငယ်တွေးလမ်းမပေါ်မှာတွာလာနေတဲ့လူငယ်အမျိုးသား6ဦးနဲ့အမျိုးသမီး2ဦးတို့ကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့မန္တ ဲလေးမျိုးကံတူကပြောပြထားပါဗါးဆိုင်ကယ်နဲ့သွာလာနေကြတဲ့ကလေးတွေကိုဖမ်းသွားကြတာရိုက်နှက်ပြီးတော့ကားတွေဘောကိုတင်သွားတယ်ကလေးတွေကသူတို့ကိစ္စနဲ့သူတို့သွာလာနေကြတဲ့သူတွေပါယောက်ျားလေးတယောက်ဆိုရင်ခေါင်းကွဲသွားတယ်ထင်းနေဖမ်းမိတဲ့နေရာမှာသွေးခွက်ကြီးကြံခဲ့တယ်လို့ပြောဆိုထားပါဗါးဖမ်းစည်းခံရတဲ့သူတွေရဲ့နာမည်နဲ့အသေးစိတ်အချက်အလက်တွေကိုတော့တိကျအတည်ပြုလို့မရသေးပဲမိသားစုဝင်နေနဲ့လည်းလက်ရှိအချိန်ထိကိုအဆက်အသွယ်မရသေးဘူးလို့ပြောပါဗါးစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်ဆောင်ရွက်နေသူတွေကို ဆက်မလုပ်ကြဘူးနဲ့ပြည်သူတွေကိုဖိအားမပေးကြဘူးကာကွယ်တပ်ဖွဲ့တွေဘက်ကတတိပေးထုတ်ပြန်ထားပြီးတဲ့နောက်ပိုင်းမှာနိုင်ငံတော်မှာရှိတဲ့အုပ်ချုပ်ရေးမှုတွေဇက်တိုက်အသက်ဖြတ်ခံလာရတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မှာရှိတဲ့မြို့နယ်ခုနှစ်မြို့နယ်မှာဒီဇင်ဘာလအတွင်းကစစ်မှုထမ်းစစ်သားတဲ့အဖြစ်နဲ့လူငယ်အယောက်400နီးပါးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ1ရက်နေ့ကနေ31ရက်နေ့အထိမန္တလေးမြို့ပေါ်မှာရှိတဲ့အောင်မြေသာဆန်မြို့နယ်မှာ64ဦး ချမ်းရီသားစံမြို့နယ်မှာ25ဦးမဟာအောင်မြေမြို့နယ်မှာ38ဦးချမ်းမြသားစီမြို့နယ်မှာ52ဦးပြည်ကြီးတကောမြို့နယ်မှာ82ဦးပသိမ်ကြီးမြို့နယ်မှာ89ဦးအမရပူရမြို့နယ်မှာ53ဦးစုစုပေါင်းအနေနဲ့ခွနမြို့နယ်မှာလူငယ်ပေါင်း391ဦးထက်မနည်းကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိကောက်ခံထားတဲ့အချက်အလက်များဟာမြေပြင်သတင်းမီဒီယာများရဲ့အချက်အလက်များပေါ်မှာအခြေပြုပြီးတော့စည်ရင်းပြုစုထားခြင်းဖြစ်ပြီးတော့မြေပြင်မှာအခုထက်ပိုပြီးတော့များပြားနိုင်တယ်လို့ပြောဆိုထားပါတယ် ထူးထူးခြားခြားတွေ့ရတာကတော့မဟာအောင်မြေမြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်တစ်ခုမှာစစ်မှုထမ်းဥပဒေကိုစတင်အသက်သွင်းတဲ့အချိန်ကစတင်ပြီးတော့ အခုအချိန်ထိကိုလူငယ်အယောက်တရားကြောမတရားဖမ်းဆီးခံထားရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီဟာမြန်မာနိုင်ငံအနှံ့အပြားမှာဆွေမျက်နာတွေကိုဖွင့်ထားရပြီးတော့ယခုအခါမှာအရှုံးများနဲ့သာရင်ဆိုင်နေရတဲ့အတွက်ကြောင့်မတရားပြဌာန်းထားတဲ့စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာလူငယ်များကိုဖမ်းဆီးပြီးတော့စစ်ပွဲအတွင်းကိုမတရားဆွဲသွင်းလျက်ရှိတယ်လို့သိရပါတယ်ဒါကြောင့်မြန်မာနိုင်ငံရဲ့လူသားအရေးမြင့်များဆုံးရှုံးကလူအခွင့်အရေးချိုးဖောက်မှုများလဲအများအများဖြစ်ပေါ်နေကြောင်းမန္တလေးသပိတ်အင်အားစုကထောက်ပြထားပါတယ် အကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ဝေကန်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များဟာလူအခွင့်အရေးကိုပေါ်ပေါ်တင်တင်ချိုးပေါက်ကပုံမဆိုးဝါးစွာနဲ့လူငယ်များကိုမတရားဖမ်းဆီးနေတာဟာအထင်ရှားဖြစ်ပြီးတော့မတရားဖမ်းဆီးရမှာနေရီညရီမရွေးပဲမတရားပြထမ်းထားတဲ့အစင်းဥပဒေကိုအကြောင်းပြပြီးဖမ်းဆီးခြင်းလမ်းတွေပေါ်မှာတွေ့ရလူငယ်များကိုမတရားဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိရာအကြမ်းဖက်စစ်ကောင်စီဟာမတရားထုတ်ပြန်ထားတဲ့စစ်မှုထမ်းဥပဒေပါတဲ့အချက်လက်များကိုဂယုမဆိုင်တော့ပဲ ပြောင်းကြကြလူအခွင့်အရေးကိုချိုးဖောက်နေခြင်းဖြစ်တယ်လို့မန္တလေးတပိတ်အင်အားစုကပြောပါရယ်။ဒါကြောင့်လူငယ်များအနေနဲ့အချိန်မတော်နေအိမ်ပြင်ပကိုသွားလာခြင်းမလို့အပ်ပဲနဲ့ခရီးမသွားကြရန်ပျော်ပွဲရှင်ပွဲများကိုသွားလာခြင်းများကိုလည်းတတ်နိုင်သားများရှောင်ခြင်းကြရန်အကြမ်းဖက်ဆက်တိုက်ရန်မတရားဖန်ဆီးစစ်မှုထမ်းခြင်းများကိုမခံရစေရန်မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီရဲ့ရန်တရားလှုပ်ရှားမှုများကိုမျက်ခြေမပြတ်လေ့လာအကဲခတ်ထားပြီးတော့အန်တရဲတစုံတရာကြောက်ရောက်လာနိုင်တဲ့အခြေအနေရှိပါကကြိုတင်ပြီးတော့ရှောင်ရှားထားကြရန်မိသားစုနဲ့ချင်းချောက်အကြက်ခံခံရခြင်းမျိုး မလွဲမရှောင်သာတဲ့အခြေအနေများနဲ့ကြုံတွေ့ရပြီးတော့တပ်သားတက်များစုဆောင်းခံရမယ်ဆိုပါကကြိုတင်ပြင်ဆင်ခြင်းရတဲ့အခြေအနေမှာလိုအပ်တဲ့ပြင်ဆင်မှုများကိုပြင်ဆင်ထားကြပါရန်နဲ့မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နဲ့လက်လန်းမီယာနေရာများမှာမတရားဖမ်းဆီးခံရမှုများရှိလာပါကတော်လိုင်းရေးအင်အားစုများထံကိုတရင်ပေးဖို့ကြရန်တိုက်တွန်းထားပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လမ်းတွေပေါ်မှာဆက်ဆဲပြီးတော့မတရားဖမ်းဆီးမှုများမှာ အလုတ်ပြန်ချင်းနောက်ကြတဲ့အခြေခံလူဒန်းစားလူငယ်အလုတ်သမားများကိုပြက်မှတ်ထားပြီးတော့ဖမ်းဆီးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်အလုတ်ရှင်များအနေနဲ့အလုတ်သမားများရဲ့အလုတ်ပြန်ချင်းကိုအလုတ်သမားများနဲ့ကြိုတင်ညှိနှိုင်းကအနေငယ်လျှော့ချပေးပါရန်အခြေခံလူဒန်းစားအလုတ်သမားများကိုစားမန္တလေးတပိတ်အင်အားစုကတောင်းဆိုထားပါတယ်။အခုလိုမျိုးမဟုတ်ပဲအလုတ်ရှင်များဟာလေအကြမ်းဖက်ဆက်တဲ့ရဲ့လူသားအရင်းမြဲဆုံးရှုံးစေရေးလူခွင့်ရေးချိုးဖောက်မှုများမှာတွဲဝိုက်သောနီးနဲ့အားပေးကူညီနေခြင်းဖြစ်တယ်လို့မန္တလေးတပိတ်အင်အားစုကပြောဆိုထားပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားအတိုင်းအမြခံကောင်စီတို့ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုတန်းဥပဒေကိုအကြောင်းပြကလူငယ်များမတရားဖမ်းဆီးခံရမှုကိုအရေးကြီးတဲ့လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့နိုင်ငံရေးကိစ္စရဲ့အဖြစ်နဲ့တတ်မှတ်ကစောစီးစွာဖြည့်ရှင်းနီးလန်းရှာပေးကြပါယံမြန်မာနိုင်ငံတော်မှာရှိတဲ့လူငယ်လူထုကိုစား မန္တလေးသပိတ်အင်အားစုကတောင်းဆိုထားပါတယ်အလားတူပဲကမ္ဘာကုလသမဂ္ဂအပါအဝင်လူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများနိုင်ငံတကာအတိုင်းဝိုင်းအဖွဲ့အစည်းများအနေနဲ့လည်းအကြမ်းမတ်စစ်တပ်နဲ့၎င်းတို့ရဲ့လက်ဝေကမ်းအဖွဲ့အစည်းများလူပုဂ္ဂိုလ်များကိုလူအခွင့်အရေးကိုပြောင်းကြကြချိုးဖောက်နေမှုများအောင်မျက်ကွယ်မပြုတ်ပဲ ဖိရောက်တဲ့အရေးယူမှုများကိုပြုလုပ်ပေးပါရန်ဆက်လက်တောင်းဆိုထားပါတယ်။အလားတူပဲမန္တလေးတိုင်းပြည်ဦးလွယ်မြို့နယ်ပြင်စာကြီးရွာမှာကြေးရွာအုပ်ချုပ်ရေးမှုကိုကြီးယာယီမှုချစ်ကိုယာယီမှုအောင်ငိမ့်တို့ကဥဆောင်ပြီးတော့ပြူစောတိအဖွဲ့များနဲ့အတူလူငယ်များကိုရိုက်နှက်ပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ပြင်းစာကြီးရွာအုပ်ကြီးကအရင်တုန်းကမုတ်ဆိုးလို့တာနာမည်ကဥကိုကြီးရာအိမ်မှုချစ်ကိုဆိုတာအရရောင်းတဲ့ကောင်အမှုပွဲစားရဲတရင်ပိတ်လို့တဲ့ကောင်ရာအိမ်မှုအောင်ရင်းကတော့လက်သမားလို့တာလက်လုံလက်စား အခုမှယာအိမ်မှုဖြစ်ပြီးတော့ချမ်းသာလာတာအဲ့ဒါပြူစောတိတွေနဲ့ပေါင်းပြီးတော့လူငယ်တွေကိုလိုက်ဖမ်းပေးနေတယ်အဲအစင်းစစ်ပြီးတော့အဲအစင်းတိုင်ထားတာတော့မှလူငယ်တွေကအသက်16နှစ်ကနေ35နှစ်ဆိုရင်ရိုက်နှက်ပြီးတော့ကိုဖမ်းတာပြီးတော့စစ်တပ်လက်ထဲအပ်တယ်လူစားထိုးခြင်းရင်သူတို့ကသိန်း80ကနေသိန်း100ချတောင်းတယ်သူတို့ကသူတို့လူကိုလိုက်ဖမ်းပြီးတော့လူစားထိုးပေးတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။စစ်မှုထမ်းဥပဒေကြောင့်ငွေညစ်ကပြင်းစားကြီးရွာအုပ်ကြီးဥကိုကြီးဟာငွေကြေးအလွန်ချမ်းသာလာပြီးတော့ယခုခါမှာ အုတ်ချုပ်ရဲမှုဥကိုကြီးဟာမယားကြီးငုတ်တုတ်ရှိနေတော့လဲ Kingston KTV ကစော်လေးတဝေးကိုအိမ်တလုံးဆောက်ပေးပြီးတော့ပေါင်းသိနေထိုင်နေကြောင်းတရင်အပ်ရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ